မိုင်းခတ်မြို့၌မိုးရသည်အကျိုးစုပေါင်းတပ်ပင်ဆိုင်ပြိုဝဲကျင်းပတဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းကျိုင်းတုံခရိုင်မိုင်းခတ်မြို့နယ်တွင်မြို့နယ်တစ်တုံးစည်းဌာနမှကြီးမှု၍မိုးရသည်အကျိုးတပ်ပင်ဆိုင်ပြိုဝဲကိုယနေ့နေ့နဲ့၈နာရီချိန်ကမိုင်းခတ်မြို့နယ်မိုင်းခတ်မိုင်းရန်တော်လန်နန်ဟူးရီအတွက်အနည်းရှိစိုက်ခင်း၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာစစ်ပြူဟာဖွဲ့အခြေကျမိုင်းခတ်စစ်ပြူဟာမူဗိုလ်မှူးကြီးဇော်ဧထွန်း မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥဟန်ဝင်းလက်နှင့်အဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူးဦးအောင်စောလေးကျိုင်းတုံမြို့နယ်တတော်ဦးစီးဌာနဦးစီးအရာရှိဦးနော့စာဦးမြို့နယ်မြို့သမီးရာဖွဲ့ဥက္ကဋ္ဌဒေါ်ဝါဝါမောင်နှင့်အဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နိုင်ငံရေးအဖွဲ့ဝင်များနှင့်ကြေးရွာတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား150ဦးတို့ကမဲဇလီ150ကျွန်း50ချယ်ရီ50ထင်းရှု30စိမ်မန်းပြာ20ပြိုးပင်စုစုပေါင်း300ပင်တို့ကိုစုပေါင်းစိုက်ပျိုးခဲ့ကြကမိုင်းခတ်မြို့နယ်တွင်ယခုနှစ်မိုးရသည့်အတွင်းပြိုးပင်ပေါင်း2000ကိုပြည်သူလူထုတို့ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်းမြို့နယ်တည်တော်ဦးစီးဌာနတော်ဦးအောင်မိုးထွေးထံမှသိရှိရပါတယ်ခင်ဗျာ